်မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။ဒါဝရပြထံတော်မှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်။ဒီမနေ့ပါလဲယေရှုတော်အားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး၄အပိုင်ငယ်35ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်။တမန်တော်တို့ဤခြေရင်း၌ထားကြသဖြင့်လူများဆင်းရဲသည့်အတိုင်း အတိအသီးတို့အားဝေငှပေးကမ်းကြ၏ဒီနုကပတ်တော်ကိုကြည့်တဲ့အခါမှာကနဦးအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေရဲ့လှူဒန်းခြင်းအကြောင်းကိုတွေ့ရပါတယ်အငွေ34မှာဆိုရင်ယုံကြည်သူတွေထဲမှာစင်ရဲသောသူတယောက်မြမရှိလို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့အိမ်နေမြေခွက်တွေကို ပိုင်တဲ့သူတွေက ရောင်းပြီးတဲ့အခါမှာရလာတဲ့အဖို့အခတွေကို တမန်တော်တို့ရဲ့ခြေရင်းမှာ လာထားကြတဲ့အတွက်ကြောင့်မလို့စင်းရဲသားတွေကိုအတီးတီးဝေငှပီးကန်ကြရတယ်ဆိုပြီးတော့မှလည်းပေါ်ပြတာတွေ့ရပါတယ်။ဒါကြောင့်မလို့ချမ်းသာတဲ့သူတွေရဲ့လှူဒန်းမှုနဲ့စင်းရဲသားတွေဟာသူတို့ရဲ့လိုအပ်ချက်တွေပြည့်စုံပြီးအစဉ်ပြေကြတယ်လို့ဒီလိုပဲနားလည်ရပါတယ်။ကျွန်တော်ဒီနေရာမှာစဉ်းစားစရာတစ်ခု ရှိလာပါတယ်။အရင်တုန်းကယူဒဘာသာဝင်တွေဖြစ်ကြတဲ့သူတွေကပြောင်းလဲလာတဲ့အခါမှာ အရင်ထုံးစံအတိုင်းဗိမာန်တော်ကိုတွားပြီးတော့မှလှူစရာမလိုတော့ဘူးလားဆိုရဲအဲ့ဒီအယူဆဖြစ်ပါတယ်အရင်တော့ကတော့ဗိမာန်တော်မှာတွားပြီးတော့မှအလူဒါနာတွေပေးကြတယ်ရစ်ပူဇော်ခြင်းတွေပြုကြရတယ်ဗိမာန်တော်မှာပဲတွားပြီးတော့မှလှူဒန်းကြတဲ့အလိထကရှိပြီးသားဖြစ်ပါတယ်ဒါပေမဲ့အသင်းတော်ဖြစ်လာတဲ့အခါမှာဒီအသင်းတော်ကိုသူတို့တွေကအလူဒါနာတွေယူလာကြတယ်တမန်တော်ကြီးတွေရှေ့ကို အလူငွေတွေယူလာကြတယ်ဆိုတာကိုတွေ့ရပါတယ်။သူတို့ရဲ့ဥတီယာလာယာက ပြောင်းသွားတယ်လို့ကျွန်တော်ဒီလိုပဲနားလည်ပါတယ်။ဘာကြောင့်လဲဆိုတော့ပိမ့်မန်တော်နဲ့ပိမ့်မန်တော်အမှုအရာတွေအားလုံးကအဆုံးသက်သွားပြီဖြစ်တဲ့အခါမှာခရစ်တော်ရဲ့ကိုခန္ဓာတည်ဟူသောအသင်းတော်ဖြစ်တဲ့ယုံကြည်သူတွေကို တိဆောက်ပြုစုဖို့ရန်လိုအပ်လာပြီဖြစ်ပါတယ်။ဧဝံဂေလိတရားပြန့်နှံ့ဖို့အသင်းတော်တွေပေါ်ထွက်လာဖို့ရန်အတွက် လှုပ်ဆောင်ရတော့မှာဖြစ်လို့အကယ်၍များသာဗိမာန်တော်ကိုပဲသွားပြီးလှူနေခဲ့မယ်ဆိုရင်အဲ့ဒီဗိမာန်တော်တွေကအလှငွေတွေကဧဝံဂေလိအတွက်လည်းဖြစ်လာမှာမဟုတ်ဘူးယုံကြည်သူတွေအတွက်လည်းဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မလို့အလှငွေတွေကိုသာသနာပြုဖို့ခွဲခတ်မှတ်သားခြင်းခံရတဲ့တမန်တော်တွေရှေ့ကိုယူလာပြီး အသင်းတော်ရဲ့လိုအပ်ချက်တွေအတွက် စီမံစေတယ်ဆိုတာကိုလည်းနားလည်ရပါတယ်ဒါက အလူငွေပေးခြင်းပြောင်းလဲလာတဲ့ပုံစံဖြစ်ပါတယ်ဓမ္မသစ်ကာလကို ရောက်လာတဲ့အခါမှာအလူငွေတွေက အသင်းတော်ကို ရောက်လာပြီးသင်းအုပ်တွေက စီမံခန့်ခွဲလာကြတာကို ကျွန်တော်သိနိုင်ပါလိမ့်မယ်ဒီနေ့ခေတ်များပြားလာတဲ့အသင်းတော်တွေဂိုင်းကနတွေကြောင့်ယုံကြည်သူတွေကမိမိလက်သင်ရာနီးစပ်ရာမိမိရဲ့အသင်းတော်ကိုပဲအလူငွေတွေ ပို့ကြပါတယ်ဒေရုရှလင်မြို့ကဗိမာန်တော်ကိုဒီအလူငွေတွေ သွားစီရမလို့တော့ပါဘူးဒီအရာနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်စဉ်းစားမိတာလေးသဘောပေါက်မိတာလေးတခုရှိပါတယ်အကယ်၍များသာကျွန်တော်ရဲ့အလူငွေတွေကဧဝံဂေလိတရားအတွက်လည်းမဟုတ်အသင်းတော်ကိုတိဆောက်ခြင်းအတွက်လည်းမဟုတ်ပဲနဲ့ယူဒဘာသာဝင်တွေလိုမျိုးဘာသာရေးတက်တက်ထဲမှာပဲပါသွားတယ်လှူဒန်းနေတယ်ဆိုရင်တော့ဒါကမာရွေ့နေပြီဆိုတာကိုသိဖို့လိုပါတယ်ကျွန်တော်တို့ရဲ့အလှူပါနာငွေတွေဟာ ဧဝံဂေလိတရားပြန့်နှံ့ဖို့ယုံကြည်သူတွေရဲ့အသက်တာကိုတည်ဆောက်ဖို့ဝိညာဉ်ရေးရာ လုပ်ငန်းတွေမှာအသုံးပြုဖို့ရန်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုဝိညာဉ်ရေးရာ အလုပ်တွေကို စီမံခန့်ခွဲပြီးလှုပ်ဆောင်နေတဲ့အမှုတော်ဆောင်တွေရဲ့လက်ထဲကို အလူပါနာတွေရောက်ရှိသွားမှသာလေဧဝံဂေလိတရားအတွက်တော်လကောင်းဘုရားသခင်ရဲ့နိုင်ငံတော်အတွက်တော်လကောင်းထိရောက်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်ဘဲနဲ့ အရင်နီးဟောင်းတိုင်းယေရုရှလင်ပြိမ္မာတော်ကို ပို့တလို့မျိုးပါသာရေးတသက်သေးမှာပဲကျွန်တော်ရဲ့အလူပါနာတွေရောက်နေမယ်ဆိုရင်တော့ဘာမှထူးခြားနေမှာမဟုတ်ဘူးအလူတော်နဲ့မညီဘူးဆိုတော့ဒီပို့လို့ပါတယ်ဒါကြောင့်ပြောင်းလဲလာတဲ့ယူရာလူတွေနဲ့ကြပါမျိုးသားတွေကသူတို့ရဲ့အဥ္စာပစ္စည်းတွေရောင်းချပြီးပြိမ္မာတော်မှာသွားမပေးကြတော့ပါဘူးတမန်တော်ကြီးတွေရဲ့ခြေရင်းမှာလာထားကြတယ်တမန်တော်ကြီးတွေကလည်း ဲ့ဒါကိုစီမံခန့်ခွဲပြီးအသင်းတော်ယုံကြည်သူတွေကိုကြည့်ရှုပြုစုတဲ့သာသနာလုပ်ငန်းတွေမှာတုံးတယ်ဆိုတာကို တွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်မတို့ကျွန်တော်ရဲ့အလူပါနာတွေကဘယ်ကိုရောက်နေတာလဲဘာသာရေးတက်တက်တိဟုသောမိမှန်သောအဟောင်းကို ရောက်နေတာလားဒါမှမဟုတ်ရင်လေတကယ်သာသနာပြုနေတဲ့ဧဝံဂေလိတရားအတွက်အသက်ရှင်နေတဲ့ဘုရားရှင်ရဲ့နိုင်ငံတော်အတွက်အလုပ်လုပ်နေတဲ့ အသင်းတော်ကိုရောက်နေတာလားဒါကိုကျွန်တော်တို့သိချစွာခွဲခြားစိတ်ဖြာဖို့လိုပါတယ်။ဘာသာရေးတသက်ထဲရောက်နေရင်တော့ကျွန်တော်ရဲ့လူတန်းမှုဟာ ထိရောက်မှာမဟုတ်ပါဘူး။သာသနာအတွက်ဖရာရဲ့နိုင်ငံတော်အတွက်ဧဝံဂေလိတရားအတွက်ယုံကြည်သူတွေကိုတည်ဆောက်ဖို့ရန်အတွက်အဲ့ဒီနေရာမျိုးတွေကိုရောက်သွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့အလူပါနာတွေဟာ တကယ်ထိရောက်တယ်လို့ပြောချင်ပါတယ်။မိမိရဲ့နိစ္စရအသိတော် မိမိနဲ့ခင်မင်နဲ့အမှုတော်ဆောင်တကယ်ဝိညာဉ်ရေးရာမှာလှုပ်ဆောင်နေတဲ့ဓမ္မဆရာတွေသာသနာလုပ်ငန်းတွေထဲမှာပါဝင်လှူဒန်းခြင်းအပြင်မိမိကိုယ်တိုင်လည်းအမှုတော်မှာစက္ကပ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ဖျာရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဘုရားကိုရောကိုယေရှုတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်လာသည့်အတိုင်းကိုရောရှင်ရဲ့ဘုန်းနာမအတွက်တာ၍အုပ်ဆောင်နိုင်စေဖို့ကျွန်တော်ရဲ့ငွေကြေးများကို ကိုရရှင်အသုံးပြုပါရှေးကနဦးယုံကြည်သူတွေကအိမ်နေမြေခွက်တွေရောင်းပြီးတော့မှရသမျှကိုယူလာပြီးတမန်တော်ရဲ့ခြေရင်းမှာ ထားကြသလိုမျိုးပဲကျွန်တော်တို့လည်းမိမိပိုင်ဆိုင်တဲ့အဥ္စာတဏတွေကိုဝိညာဉ်ရေးရလှုပ်ဆောင်နေတဲ့သူတွေရဲ့ခြေရင်းမှာ လာထားပြီးလိုအပ်သမျှကိုကူညီနိုင်စေဖို့မာစာတော်မူပါဂျေစုတင်လက်တဏိတာကိုဆက်ကတ်တဲ့အခါသခင်ယေရှုနာမ၌ဆုတောင်းလျက် ုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲခန္ဓာစိတ်ဝိညာဉ်ကိုရောကောင်းကြီးပေးပါမိအကြောင်းကောင်းကြီးပေးလေယေရှုနာမ၌ဇက်ကပ်တဏိတာကိုအစာပြုပါ၏အာမင်